မြို့တက်အမှတ်ရှိဖြစ်ပါတယ်ဒီနေရာလေးကကျွန်တော်ကြည်နေတာကြာပြီပါပြောရမယ်ဆိုလို့ရှိရင်မြို့မြို့ထဲမှာကျွန်တော်တို့မြို့တက်အမှတ်ရှိရကွက်ထဲမှာဒီလိုလေကွက်ရှိနေတာမျက်စိကြာနေတာကြာပြီဒါပေမဲ့ကျွန်တော်လေကိုရောင်းမှာမဟုတ်ဒီနေ့ကချက်ရောင်းမှာဒီဘက်ဘေးကချက်ဒါနဲ့ဘဟုတုတ္တဟုပြောပြတာဒီလားဘလို့ဘဟုတုတ္တလဲဆိုတော့ကွာကိုကဒီမြို့ဒါရွှေကင်းရှင်းလဲရွှေကင်းရှင်းလဲနဲ့ဆက်ပြီးတော့ဒီအနာချန်တွေက ဟိုအရင်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 ခေတ်တွေတော့သူတို့ချမ်းမဖဲ့ပေးဘူးကွာမဖဲ့ပေးတဲ့အတွက်ကြောင့်မလို့အစိုးရလည်းလမ်းအဲ့လောက်ထိပဲဖြတ်လိုက်ဒါပေမဲ့သူတို့ချမ်းအခုဖဲ့ပေးလိုက်တဲ့အချိန်မှာပေ30ဖဲ့ပေးမယ်ဆိုလို့ရှင်လမ်းဖောက်ပေးမယ်မီတိုင်းလောက်ပေးမယ်ဆိုတော့ဟာအဲ့အကွက်တကွက်ရှိတယ်အဲ့တော့ဖန်မျိုးတွေမှာအစိုးရတပိုင်းတပတ်တပိုင်းတပြက်ဖောက်တဲ့လမ်းတွေလိုက်ချတယ်နော်အဲ့လိုမျိုးအကွက်တကွက်ရှိတယ်ဒီတော့ဒါကကျွန်တော်အရှိမမြင်တွေ့နေရတာကျွန်တော်တို့အာထောင်ဝီတောင်ရွှေကွင်းတောင်ကျိုင်းတောင် အရန်လှတယ်ဒီလိုမျိုးနေထားတယ်နောက်ပြီးတော့ဒီနေရာကရှိအရန်မြုပ်တဲ့ထဲမှာမပါဘူးဆိုတော့ညာလမ်းကကိုချန်တဲ့နှစ်ပေခွဲသုံးပေလောက်မြင့်နေတော့လမ်းနဲ့တပင်းကြီးတယ်တော့ကိုမြင်ဖို့နိုင်ရမယ်ဆိုတဲ့နေထားလေးတစ်ခုရှိပါတယ်ဒီတော့မိတ်ဆွေတို့နေနေဒါလေးကတပေကို15ဒိန်းဆိုတဲ့နေထားမျိုးမှာရှိပါတယ်ကျွန်တော်တို့မြို့တစ်အမှတ်၈မြေပေးမိတ်မပါဘူးဒါပေမဲ့သူကအရင်တော့ရွာတက်လို့ခေါ်ပါတယ်ရွာတက်ရွာမြေဆိုတဲ့နေထားလေးမှာရွာမြေပြေစာရှိတယ် ဥယျာဉ်ချမ်းမြေဖြစ်တဲ့အတွက်ကြောင့်မို့လို့တပီ15ဒိန်ဖြစ်ပါတယ်။ခုနည်းနည်းထပ်ဆောင်မယ်ဆိုရင်ဒီဘက်ခြံကလေတွေရှိတယ်ဗျာ။လေကရရောတပီ10ဆင်းအောင်လောက်လည်းရမလားပေါ့နော်။ Okay ဒီတော့ချန်နေထားလေးကျွန်တော် live ပြမယ်။ဒီအရှိထက်သွားမယ်ဆိုလို့ရှိရင်အရှိမမြင်တွေ့ရမယ့်လမ်းကတော့ကျွန်တော်တို့ရွှေကင်းကျွန်တော်တို့ရွှေကင်းခုနှစ်လမ်းဖြစ်မယ်ပေါ့ကျွန်တော်တို့မိုးကေဖုန်ကြီးကျောင်းဘေးကနေဝင်ရတဲ့လမ်းနောက်ပြီးတော့ဒီအရှိမမြင်တွေ့ရတဲ့ရွှေကင်းရှစ်လမ်း ပြန်ချိတ်ဆက်သွားတဲ့အနေအထားလေးမှာကျွန်တော်တို့ဓာတ်ကွက်ရဲ့ငုတ်ကွက်လေးဖြစ်ပါတယ်ဓာတ်ကွက်ရဲ့ငုတ်ကွက်လေးဖြစ်ပါတယ်သူကတော့တဘေကိုအာ55ဒိန်းပေါ့နော်တဘေ55ဒိန်းစုပေါင်း45ဘေးရှိတယ်အနောက်ကိုပေ80ရှိတယ်ဆိုတဲ့အနေအထားလေးတခုမှာမြို့တက်မှာမျက်နှာစာပေ90အနောက်ကို85ဘေးမြို့တက်မြေပေးမိတ်ပါတယ်အနည်းဆုံးစရာ850ရှိပါတယ် စွရောအနေထားလေးမှာဒါကတော့မြေပေးမိမပါဘူးဒါပေမဲ့အစိုးရလမ်းလေးပါတွေချက်ထွင်ပြီးလို့ရှင်ဒါကဒီခြံကဝယ်ပြီးတော့နောက်၃နှစ်လောက်အနည်းဆုံးဆောင်ရမယ့်အနေထားမျိုးမှာရှိတယ်ဟိုမြေဝယ်ပြီးတော့ရင်းနှီးမြုပ်နေမယ်ဆိုရင်မြက်တဲ့အထဲမှာတော့မပါနေဘူးဒါပေမဲ့နေမယ်ဆိုရင်တော့တန်တဲ့အထဲမှာပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးအနေထားလေးတစ်ခုမှာဟိုကျွန်တော်တို့ရေမြှုပ်တဲ့နေရာမှာအနည်းဆုံး850ပေါက်ပါတယ်အခုဒီနေရာကရေသိမ်းမမြှုပ်ဘူးဆိုတော့ညာဒီလမ်းမအတိုက်တော့ကိုမြေဖိုးရမယ်ဆိုတဲ့အနေထားလေးတော့ရှိတယ် ီတော့ဒီမျိုးနေထားလင်ပါခုအနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်မျက်နှာစာ45ပဲရှိပါတယ်အနောက်ပေ80ဖြစ်ပါတယ်တပေကို15သိန်းဖြစ်ပါတယ်ပါပါလီနှိမ့်နိုင်ပေးမှာဖြစ်ပါတယ်ဒီတော့ဒီမျိုးနေထားလင်ပါစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကကျွန်တော်တို့အမှတ်၈မျိုးတစ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်